ဟုတ်ကဲ့ပါဆရာဟိုဒါဆိုလို့ရှိရင်ပေါ့နော်ဒီအယူယောဂနဲ့ပတ်သက်ပြီးတော့ဟိုနောက်ထပ်သိချင်တာတွေလည်းရှိပါသေးတယ်ဆရာအဲ့ဒါကကြောင့်ဒီအယူပွားယောဂအကြောင်းပေါ့နော်အဲဒီကြားဘူးတာကအမျိုးသားတွေထက်အမျိုးသမီးတွေမှာဒီအယူပွားယောဂကပိုပြီးတော့အဖြစ်များရလို့သိရတယ်ပြီးတော့နောက်ပိုင်းမှာလည်းအမျိုးသမီးတော်တော်များများကဒီအယူပွားယောဂနဲ့ပတ်သက်ပြီးတော့လည်းသတိထားမိလာကြပြီပေါ့နော်အဲ့ဒီတော့ဒီအယူပွားယောဂကဟိုအမျိုးသမီးတွေမှာဘာကြောင့်ဟိုအဖြစ်များတာလဲပြီးတော့ဒီအယူပွားယောဂဝေဒနာကိုပေါ့နော်ဘယ်အသက်အရွယ်ကနေစပြီးတော့ ော့ဟိုဟိုခံစားလာရနိုင်တယ်လဲဆိုတာလေးကိုလည်းရှင်းပြပေးပါအောင်ရှင်းစရာကဲအယိုးရဲ့ဖွဲ့စည်းပုံပေါ့နော်အယိုးကတော့ဟိုထူးထူးထဲထဲရှိတယ်ပေါ့ဒါမွေးလာတဲ့အချိန်မှာအဲပြီးလို့ရှိရင်တက်အစိတ်30လောက်ဆိုလို့ရှိရင်ဒီအယိုးအနေနဲ့အတန်မာဆုံးအချိန်ကိုရောက်လာတယ်ပေါ့နော်ဒါကြီးထွားမှုတွေလည်းအဲ့အချိန်မှာပြီးသွားပြီပေါ့ပြီးသွားတဲ့အချိန်မှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်သူရှိတဲ့ရှိထိုက်တဲ့ လူမျိုးပေါ်မူတည်တာပေါ့နော်အဲ့ရိုးအနေထားတော့သူကရောက်သွားပြီအော်အဲ့ပြီးနောက်ပိုင်းကတော့သူ့ရဲ့နေထိုင်စားသောက်မှုပေါ်မူတည်ပြီးတော့အယူကဟိုပြောင်းလဲမှုတွေရှိလာရှိလာဆိုတော့ဥပမာပြင်စစ်လိတ်တောက်တဲ့လူနဲ့စစ်လိတ်မတောက်တဲ့လူလဲဆိုလို့ရှိရင်အယူရဲ့ quality ပေါ့နော်ဟိုသူ့ထဲမှုပေါ့ဒီဟာဟိုကွာမှာပဲစစ်လိတ်တောက်တဲ့လူဆိုလို့ရှိရင်ဒါအောက်ဆီဂျင်ရောက်တာနည်းတဲ့အတွက်အယူကပွားဖို့ပုံများမယ်ပေါ့နော်အဲ့ဒါကတော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်သူက တက်ဆိုင်တယ်အဲ့တော့ main ကလေးတွေကသူကဟိုယောက်ျားလေးနဲ့မတူတဲ့အချိန်အတွက်ဟိုကလေးမွေးဖွားရတယ်ဗောနော်ကိုဝင်ဆောင်ရတယ်ကလေးမွေးဖွားရတယ်သူ့ရဲ့ကိုခန္ဓာထဲမှာပြောင်းလဲရှိတယ်ဟော်မုန်းချိန်ချက်စီရှိတယ်အဲ့ဟာတွေအတွက်အဆင်ပြေအောင်ဆိုပြီးတော့သဘာဝကြီးကဖန်တီးထားတာသူကလေးမွေးဖွားတဲ့အရွယ်မှာသူ့ရဲ့အယူရဲ့ဟိုကြံ့ခိုင်မှုကအကောင်းဆုံးပဲသူကနေနေတာဗောနော်ဒါပေမဲ့တစ်ချိန်ရောက်သွားပြီဆိုလို့ရှိရင်အမျိုးသမီးတွေကယောက်ျားလေးတွေတိတာကဟိုဓမ္မတာမလာတော့ဘူးဗော တွေ့ဆုံသွားတယ်ဆိုတော့အချိန်ရောက်လာတယ်။အဲ့ဒါကတော့အသက်50ဝန်းကျင်မှာဖြစ်တာပေါ့နော်။အဲမိသားစုတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့။အဲ့တော့ဥပမာအဖြစ်အဲ50လောက်မှာဆုံသွားတယ်ဆိုလို့ရှိရင်သူကအဲ့နောက်ပိုင်းမှာသူရရှိနေတဲ့ဟော်ဖုန်းကပြောင်းလဲရှိပါတယ်။ဘာလဲဆိုတော့သူကကလေးကိုဝင်ဆောင်မှုလည်းမလိုတော့ဘူး။ကလေးမိဘဘဝလည်းမလိုတော့ဆိုတော့သူ့ရှိမှလိုအပ်တဲ့ဒီ estrogen ဆိုတဲ့ hormone ကတိတာယူနည်းသွားတယ်။နည်းသွားတဲ့အတွက်သူကအဲ့အသက်50ကနေပြီးတော့50ဝန်းကျင်ကနေပြီးပေါ့နော်။ ောက်ထပ်9နှစ်10နှစ်ထဲမှာအမြန်ဆန်ဆန်ပဲသူ့ရဲ့အယူဟာပွာသွားတယ်အဲ့တော့ယောက်ျားလေးတွေရောအဲ့လိုမျိုးချိန်ဆက်မရှိဘူးလားဆိုတော့ရှိတော့ရှိတယ်ဒါပေမဲ့ယောက်ျားလေးတွေကြတော့အမျိုးသမီးတွေလောက်တော့အမြန်ဆန်ဆန်မဖြစ်ဘူးသူလည်းအသက်60ကျော်သွားပြီဆိုလို့ရှိရင်မင်းကလေးမှာအယူပါတယ်အယူပွားတယ်ပေါ့နော် osteoporosis osteopenia အဲ့ဒါလိုပဲယောက်ျားလေးတွေမှာလည်းအသက်60ကျော်သွားပြီဆိုလို့ရှိရင်အမျိုးသမီးတွေလိုပဲအယူပါတာလို့အယူပွားတာလို့သူကလည်းစတင်ဖြစ်လာအဲ့တော့ မေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဝေဒနာတွေခံစားရလားဆိုတော့သူက silent ပဲဒီဒီယောဂါလေဟိုအတိတာမြင်တာနေတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ခါကျတော့အယိုးပါတယ်အယိုးပွားတယ်အဲ့ဒီတွေ့သူကဟိုသွားတဲ့လာတဲ့ခါဒီအယိုးတွေကနာကျင်တယ်တော့ညာပေါ့ရှိတော့ရှိတယ်ဆိုပေမဲ့ဒီဥစ္စာတိတာတာကြီးမဟုတ်ဘူးအဲတိတိကတာကြီးကဘာဖြစ်လဲဆိုလို့ရှိရင်ဓာတ်ရုပ်အခက်မတင်လို့အဲချော်လဲတဲ့အခါပေါ့နော်အော်အက်ဆီဒန့်ဖြစ်တဲ့အခါထိခိုက်ဒဏ်ရာရတဲ့အခါကြာလို့ရှိရင်အယိုးကျိုးသွားတဲ့အချိန်ညမှာ ူကသိရတော့ပေါ့အဲ့တော့ဝေဒနာကဘာဘာကိုအဓိကထားပြီးတော့သူကသွားပြီးခံစားရလဲဆိုတော့အယိုးပါတယ်အယိုးပါတယ်အဲဆိုတာရဲ့နောက်ဆက်တွဲပေါ့နော်နောက်ဆက်တွဲအဲဒီ osteoporotic fracture ဆိုတဲ့အယိုးပါအယိုးပါကြောင့်ကျိုးတဲ့အချိန်မှာသိစာရေးခံစားပါရတယ်ဝေဒနာရေလို့တော့အစောပိုင်းကသူက silent ဖြစ်တဲ့အတွက်မသိပါဘူးပေါ့နော်ဒါပေမဲ့နောက်ဆက်တွဲဟိုအယိုးကျိုးသွားတဲ့အဖြစ်အပျက်ကတော့ဆိုးသွားပါတယ်ဘာဖြစ်လဲဆိုတော့ဥပမာဖြင့် အဲအမျိုးသမီးတရားပေါ့နော်အဲ osteoporosis အယိုးပါတယ်ပွားတယ်ဖြစ်နေတဲ့အချိန်မှာလက်ထောက်လဲလိုက်တယ်ပေါ့နော်လက်ထောက်လဲလိုက်ဆိုရှင်လက်ကောက်ဝင်းမှာကျိုးသွားတယ်အဲ cold knee stretcher လို့ခေါ်တယ်ဒါအယိုးပါလို့ပွားလို့ကျိုးတာနော်ပြီးလို့ရှင်ဖိနှိုင်းရကြတယ်ပေါ့နော်ထိုင်လိုက်လို့ထိုင်လိုက်တဲ့အချိန်မှာလဲသွားတဲ့အချိန်မှာခါယိုးပြားသွားတယ်ဒါလည်းအယိုးပါလို့ပွားလို့ပြားသွားတာပေါ့နော် အော်တဲ့နေပိုကြီးသွားတယ်ဥပမာပြင်65 90ရောက်လို့ဘေးဆောင်လေးပေါ့နော်အသာလေးပဲလဲတာဆိုပေမဲ့ ဘောင်ထိတ်ကအလုံးပေါ့လေအဲဖရက်ချာနက်ကော့ဖီမှာလို့ခေါ်တယ်အယူကျိုးသွားတယ်ထရူကန်တစ်ဖရက်ချာလို့ဘောင်ထိတ်ယူကျိုးသွားတယ်အဲအဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒီအယူပါတာပွားတာရဲ့နောက်ဆက်တွဲကတော့ဆူဆူဝါးဝါးဖြစ်သွားပြီပေါ့ဟုတ်တယ်ပါဆရာဒီလိုဆိုလို့ရှိရင်ပေါ့နော်ဆရာဒီအယူပွားယောဂမဖြစ်အောင်လို့ပေါ့နော်ဘယ်လိုမျိုးဟိုကာကွယ်ရမလဲတကယ်လို့အဲ့အယူပွားယောဂဆက်ပြီးတော့ဖြစ်လာပြီဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဟိုနေထိုင်စားတောက်ရမလဲဘယ်လိုကုသမှုတွေခိုင်မသိလဲဆိုတာလေအကြောင်းလေးလည်းရှင်းပြပေးပါအောင်ရှင်ဆရာဟုတ်ကဲ့ အဲ့တော့အဲ silent disease လို့ခေါ်တာပေါ့ဒီနောက်ကွယ်ရနေပြီးတော့ဟိုမတိရပဲနဲ့ဖြစ်နေတဲ့ဒီ osteopenia အယိုးပါတယ် osteoporosis အယိုးပွားတယ်ပေါ့နော်အဲအဲ့အချက်ကတော့ဆရာတို့ကငယ်စဉ်တည်းကဒီအယိုးတွေတတ်မအောင်ပြုစုပြောထောင်ထားဖို့လိုတယ်ပေါ့နော်အအကောင်းဆုံးအချိန်ဖြစ်တဲ့အသက်30ကနေပြီးတော့35နှစ်အတွင်းကြားမှာပေါ့ဆရာတို့ကအာဟာရကိုပြေဝအောင်စားမယ်အဲဆေးလေးမတောက်ဘူး အဲပြီးတော့ခါကျတော့ exercise ပေါ့နော်အဲလေ့ကျင့်ခန်းတွေကိုလုံလောက်အောင်လုပ်ထားမယ်ဆိုလို့ရှိရင်ဇာတော့အကောင်းဆုံးအခြေအနေကိုအယိုးကရထားပြီပေါ့အဲပြီးလို့ရှိရင် နောက်ပိုင်းနေ့စဉ်နဲ့အမျှပေါ့နော်ဒီအယိုးအတွက်ကျန်းမာရေးစားရှောက်မှုဖြစ်စေတဲ့ပေါ့ဖြစ်စေတဲ့အဲအစားအစာစားမယ်ဥပမာဖြင့်ကယ်ဆီယမ်တွေဗိုက်တာမင် D တွေကျွဲဝါတဲ့အစားအစာပေါ့နော်ပြီးလို့ရှိရင် minerals တွေဖြစ်တဲ့အဲ magnesium တို့အဲ zinc တို့အဲပြည့်စုံတဲ့အစားအစာတွေကိုစားမယ်ဆိုလို့ရှိရင် သူကဒီအယူအအကောင်းဆုံးအခြေအနေမှာသူကနှစ်ပေါင်းများစွာနေမှာပေါ့အဲ့တော့ ASEAN ပြည်ဝတဲ့အစားအစာဆိုရင်နွားနိုတို့ဒိန်ချင်တို့ဒိန်ခဲတို့เนาะအဲ့အသားတွေငါးတွေပေါ့လေအဲ့အဲ့ကနေပြီးတော့ကယ်ဆီယမ်တွေကရမှာပေါ့ဗိုက်တာမင် D ဆိုလို့ရှိရင်လည်းနေအောင်ကြီးရရတာရှိမှာပေါ့နော်စားတဲ့အစားအစာတွေအားလည်းပြောရတာရှိမှာပေါ့နော်အဲပြီးတော့အခါကျတော့လိုအပ်လို့ရှိရင်အဲ nutritional supplement လို့ခေါ်တာပေါ့နော်အဲကယ်ဆီယမ်တို့ဗိုက်တာမင်ဆို အဖြစ်ဆွတ်ထားတဲ့ဒီ nutrition နဲ့ supplement တွေကိုစားတော့ခြင်းအပြင်တော့လည်းဒီဒီအာဟာရတွေကပြည့်စုံအောင်ရနေမှာပေါ့ဟောအဲ့လိုမျိုးနဲ့ဆရာတို့ကဒီအရိုးကိုတန်ဖအောင်လုပ်ထားမှာပေါ့နော်အဲ့တော့လေ့ကျင့်ခန်းအနေနဲ့ကလည်း weight bearing လေ့ကျင့်ခန်းပေါ့တွားလာလှုပ်ရှားပေါ့လေအဲပြပြလွတ်လွပေါ့အဲလှုပ်ရှားထားမယ်ဆိုလို့ရှိရင်ဒီသူအရိုးရဲ့ပတ်ပတ်လည်းမှာရှိတယ်အဲမာဆယ်တွေကလည်းတန်ပါမယ်ဒီအရိုးအနေနဲ့ကလည်းအဲကြံ့ခိုင်မှုရှိနေမှာပေါ့ဟောအဲ့လိုမျိုးတွေ့လာတယ် အဲထိမ့်ပေးထားရမယ်။အဲပြီးလို့ရှိရင်ဒီအရိုးတွေကိုထိခိုက်ဒဏ်ရာမရအောင်ပေါ့နော်။ဒဏ်မဖြစ်အောင်အဲ give site ဖို့တွေကလည်းလိုတာပေါ့။ထိခိုက်ဒဏ်ရာမရအောင်နေ့စဉ်နေ့ပြ give site သွားလာဖို့လည်းလိုပါတော့။ဟုတ်ကဲ့ပါဆရာဟုတ်။ဟောဒါဆိုလို့ရှိရင်ပေါ့နော်အခုဒါဆရာရှင်းပြပေးလို့အရိုးဘွားယောဂအကြောင်းကိုလည်းသိခဲ့ရပြီပေါ့နော်။အာအဲ့တော့ဆရာအနေနဲ့ပေါ့နော်ဒီအရိုးကျုံးနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေကိုပေါ့နော်ဘာတွေများထပ်ပြီးတော့ဖြည့်ဆွတ်မှာကြခြင်းသိပါလိမ့်ရဆရာဟုတ်။အဲ့တော့ဆရာတော့ ဟိုဆက်လူနာတွေဟို အမြဲတမ်းမှားလေးရှိတဲ့စကားရှိတာပေါ့ဟိုအသက်အရွယ်ကြီးတဲ့လူဆိုလို့ရှိရင်လူကြီးတွေကိုပေါ့နော်အဲသွားတဲ့လာတဲ့အခါမှာဂီူးတဆိုင်သွားလာဖို့ပေါ့နော်အဲထိကိုက်တန်ရမရအောင်ချော်မလဲစင်တယ်ပေါ့အဲအသက်ကြီးကြီးအဲလူကြီးတွေဆိုလို့ရှိရင်ဆရာတို့ရှိကိုရောက်လာတတ်တယ်ရောက်လာလို့ရှိရင်သူတို့ကချော်လဲတတ်တယ်ဘာလို့လဲဆိုတော့အသက်ကြီးလာတဲ့အခါကျတော့ဟိုအစ်စ်ကြီးပေါင်းတတ်တယ်ပေါ့နော်အယိုးကြီးပေါင်းတတ်တယ်သူတို့ခြေလက်တွေကနာကျင်နေတာပေါ့ ဲ့ခါကျတော့တွားရဲလာတဲ့ခါကျလို့ရှိရင်အခက်မသိရင်အဲချော်လဲတာတွေရှိတယ်အဲချော်မလဲဖို့ဆရာဟိုအမြဲတမ်းသတိပေးပါတယ်မှာပါတယ်အဲပြီးလို့ရှိရင်ဟိုတောက်နေရတဲ့ဆေးဝါးတွေလည်းရှိသေးတယ်ဆေးဝါးတွေကလည်းတစ်ခါလေကျရင်လူကြီးတွေကိုဟိုမိုက်ခနဲဖြစ်သွားစေတယ်ပေါ့နော်မူးနဲ့မိုက်ခနဲဖြစ်သွားတဲ့ခါကျတော့တတိလက်လို့ဆိုလို့ရှိရင်လဲသွားတတ်တယ်အဲတော့လဲသွားလို့ရှိရင်နောက်ွယ်မှာဖြစ်လာမဲ့အဲပြဿနာရများတဲ့ခါကျတော့ဆရာတို့ကအဲ့ဒါကိုအဓိကဆုံးအဓိကထားပြီးတော့မှားရတယ် ီနောက်နောက်ထပ်တကူစင်ရှင်ဘူးကတော့အာဟာရပြည့်ဝအောင်စားပါပေါ့နော်အိပ်ရွာအောင်အိပ်ပါအာပြီးလို့ရှိရင်ဟိုလိုအပ်တဲ့ဆေးဝါးတွေပေါ့နော်ကုကုပြည့်ဆိုလို့ရှိရင်အယိုးဆေးကြီးပေါင်းထက်တာအတွက်လည်းအဲဆေးတွေရှိတယ်ပေါ့နော်ဟောအဲ့ဒါကိုလည်းမိွဲပါအဲအယိုးတွေတန်ပါဖို့အတွက်ဆိုလို့ရှိရင်လည်းဖြည့်ဆက်စွာတွေပေါ့ဒီဆေးဝါးတွေကိုလည်းတောက်သုံးပါပေါ့အဲပြီးလို့ရှိရင်အဲတိတာလာတဲ့အချိန်ကြာလို့ရှိရင်အထူးကုနဲ့ပြပြီးပါပေါ့နော်အာမိသားစုဆရာဝန်နဲ့အရင်ပြမယ် ်ပြီးတော့ဟာကြာအယူအစအထူးကိုဆရာဝန်နဲ့ပြမယ်အဲလိုအပ်တဲ့ဥဒါမှုတွေကိုပေါ့လေစောစောစီခံယူပြီးတော့ခါကြတော့ညွန်ကြားချက်တွေကိုလိုက်နာပါဆိုပြီးတော့မကြလေးရှိပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်အခုလိုမျိုးပေါ့နော်ဒီအယူကြီးပေါင်းနဲ့ပတ်သက်ပြီးတော့ရအယူပွားယောဂနဲ့ပတ်သက်ပြီးတော့ဘောဒီကုသဖို့အတွက်ဆောင်ရွက်ဆောင်ရွက်လေးတွေကိုပြည့်ပြည့်စုံစုံမျှဝေပေးသွားတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဆရာဘုဒ္ဓတရားအများကြီးလေးရပါတယ်ဆရာဆရာလည်းအခုလိုအယူအစနဲ့ပတ်သက်ပြီးတော့ အဲကျမ်းမာရေးစောင့်ရှောက်မှုအကြောင်းဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါပဲဟုတ်ကဲ့ပါရှင်ဟုတ်ခုစီစဉ်လေးကိုကြည့်ရှုပြီးတော့လည်းမိဘပြည်သူများအနေနဲ့ကျမ်းမာရေးဘူတူတာရဲ့အများရရှိမယ်လို့လည်းမျှော်လင့်ပါတယ်အပိုင်းနဲ့နေနဲ့လည်းဒီရုတ်တရက်ဖြစ်ပေါ်နိုင်နေပေါ့နော်အရေးပေါ်အယိုးခွဲစိတ်မှုအကြောင်းအရာလေးတွေကိုလည်းဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်ရွက်ကြည့်ရှုပြီးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်